ကဲအခုတကာမြောက်ဝေဝေမှာတော့အဋ္ဌံပရိစိတ်တဲ့အရာလေးပေါ့နော်စိတ်တဲ့ကာလာလေးကျွန်တော်ကလေးဘဝကလေးကရွတ်လာခဲ့တာအခုချိန်ဒီနဲ့ရွတ်တယ်ရွတ်တဲ့ခါမှာကျွန်တော်တော့၉ချိန်ပဲရွတ်တယ်ပေါ့ဒါပေမဲ့ဒီမှာတော့အဋ္ဌံလုံးမဲ့သူတွေဆိုလို့ရှိရင်တော့တနေ့တနေ့မှာ28ခေါက်ကို၃ချိန်ရွတ်ပါ28ခေါက်ကို၃ချိန်ရွတ်ရမယ်ဒီရောက်ရွတ်တဲ့သူတွေအတိုင်းဟာဘလို့အကျိုးကျေးဇူးတွေရလဲဆိုလို့ရှိရင်ကြံစည်သမျှအောင်မြင်တယ် အောင်စိတ်တွေအောင်နမိတ်တွေအောင်တိတ်တွေပေါ့ပေါ်ထွန်းလာစေတယ်ပေါ့ပေါ်ထွန်းလာစေတယ်အောင်အောင်မဲဆိုတဲ့အရာတွေပေါ်ထွန်းလာကိုယ့်ရဲ့ကြံစီတမန်လည်းအောင်နိုင်တယ်နောက်တစ်ခုထူးခြားတာကတော့အကျွေးရှိတွေပေါ့နော်အကျွေးရှိနေတဲ့တွေဟာဒီဂါတာကိုပရိစိတ်တာနဲ့ပဲ အောင်မြင်လာနိုင်တယ်ကို့မှာငကိုရင်းကအလုတ်ကင်လုတ်ကင်လည်းရှိတယ်ဒါပေမဲ့အကျွေးတွေကတော့ထူနေတယ်ဆိုလို့ရှိရင်အလုတ်ကင်တွေပိုအစီမီလာငွေဝင်လမ်းကြောင်းတွေအလုတ်လမ်းကြောင်းတွေပေါ်ပြီးတော့ပေါ်ထွန်းလာစီတယ်ပေါ့နော်အဲ့တော့အောင်မြင်ခြင်းတဲ့သူတိုးတက်ခြင်းတဲ့သူတွေမှာနိုင်ငံခြားကိုသွားမယ်ဆိုတဲ့သူတွေလည်းအထိတ်ထန်တဲ့ပြိစိတ်ပါမနေရစေရမှာလည်းခုနကပြောသလိုပဲ28ရက်တည်တည်အထိတ်ထန်တဲ့စိတ်ပါနော်အထိတ်ထန်ဆိုတော့ခဏခဏပြောသလိုပဲတနေရာထဲမှာဥပမာဖျားကမ်းမှာဆိုဖျားကမ်းမှာဘယ်ချိန်မှာ9နာရီတိုင်းအနက်9နာရီည9နာရီစသည်ဖြင့်နော်အချိန်တိုင်းအတိအကျနေရာအတိအကျအချိန်အတိအကျ စိတ်ပါအရမပြောင်းအောင်စိတ်ပါပြီးဆိုတော့ဒိဋ္ဌအောင်မြင်ပါစေဆုတောင်းပါပေါ့29ရက်29ရက်စိတ်ရပါမယ်9ရက်တွင်မှထူးခြားရရှိနိုင်ပါတယ်ဥပမာနိုင်ငံတော်အခက်အခဲရှိနေသူတွေလည်းကိုအောင်အောင်အောင်မြင်အောင်ပေါ့စိတ်ပါနော်အောင်မြင်အောင်မလီးစိတ်ပါအဋ္ဌထံဝင်ပါ29ခေါက်ကိုရွတ်တဲ့သူတွေလည်း29ခေါက်ကိုတစ်နေ့ကို3ချိန်ရပါနော်နော်မလီးစိတ်တဲ့သူတွေလည်းမလီးစိတ်တဲ့သူတွေကတော့20 29 29ရက်အဋ္ဌထံလုပ်ပါ ်ကိုစိတ်ကျင်တဲ့ပြည်မှာ၃ဘတ်ပဲစိတ်စိတ်ပေါ့၃ဘတ်စိတ်မယ်၃ဘတ်စိတ်မယ်ဆိုလို့ရှိရင်လည်း၃ဘတ်စိတ်ပေါ့နော်ကျွတ်မှာဆိုလို့ရှိရင်၂၈ခါကို၃ချိန်ရောပါအဲ့လိုဒီလုပ်ပြီးပါဒါကတော့ကျွန်တော်ကတော့ဘယ်လိုခေါ်လဲဆိုတော့ဒီဘုရားရှင်ရဲ့ဘုရားရှင်အောင်ချင်းအောင်ချင်းရှိပါ့ကိုအောင်ချင်းရှိပါ့ကိုစီဖွဲ့ပြီးတော့ပြုထားတဲ့ဃာတာဖြစ်တဲ့အတွက်ကြောင့် impedance ဆွမ်းထပ်ပါတယ်နော်အဲ့တော့စိတ်တဲ့အချိန်မှာဖြစ်ရွတ်တဲ့အချိန်မှာဖြစ်ဗုဒ္ဓဘုရားရှင်ကိုအာယုံပြုပြီးပါဗုဒ္ဓဘုရားရှင်အောင်ချင်းရှိပါ့ကိုလည်းအာယုံပြုပြီးပါပေါ့နော်အောင်ဗုဒ္ဓရဲ့ အောင်မြင်မှုတွေကိုအာရုံပြုပါအဲ့တော့ဗုဒ္ဓဘုရားနဲ့အတူကိုရီးယားလည်းလိုက်ပြီးတော့ကိုယ့်ရဲ့ဉာဏ်စီသမျှလောက်ကိုင်းသမျှဆောင်ရွက်သမျှကိစ္စဝါးအောင်မြင်နိုင်ပါတယ်ကျွန်တော်ကတော့အောင်မောရှိရှိသစ္စာပနဲ့ကရတော့လို့ကျွန်တော်ကတော့ကလေးဘွားကလေးကအမှတ်ယူခဲ့ပါတယ်နော်အော်တချို့ကတော့ဇယံတော်အောင်ကာတာပေါ့ဇယံတော်အောင်ကာတာလို့ပြီးတယ်တချို့ကတော့ဇယံဇယံတော်မင်္ဂလမင်္ဂလကာတာလို့နာမည်ပေးကြတယ်ပေါ့နော် ဇယမင်္ဂလာကာရာပေါ့နော်တချို့ကတော့ဇယမင်္ဂလာပါရာလို့နာမည်ပေးကြတယ်အဲ့မှာလည်း၈ချက်ဆိုလို့ပြောတယ်၈ချက်ပေါ့နော်အဲ့တော့ဒီကာရာလေးကအင်မတန်စွမ်းထက်တယ်အင်မတန်နဲ့ဟောဖြစ်တဲ့အဲ့ကြောင့်ပရိစိတ်တဲ့သူရောဒီရွှေဖက်ပရေစေနေ့စဉ်နဲ့ရွှေဖက်ပရေစေသူရောနေ့စဉ်ပူဇော်ရတဲ့သူတွေကလည်းကိုယ်ကြံစည်သမျှကိစ္စပေါ်တိုင်းလောက်ကင်သမျှကိစ္စပေါ်အောင်မြင်တယ်အရေးနဲ့ပြုပြီးလို့မဆိုပို့ပြီးတော့အောင်မြင်တယ်အဲ့တော့ကျွန်တော်ပြောသလိုပဲနိုင်ငံခြားတော့ခက်ခဲနေရပဲဖြစ်ဖြစ်အခက်ခဲတွေကြုံနေတဲ့သူတွေဖြစ်ဖြစ်အကြီးကျယ်စိတ်ဒုက္ခရောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ပြီးလို့ရှိရင် ခုနပြောတယ်ပေါ့အကျွေးများနေတဲ့သူတွေအလုံးလုံးရင်းကနေကျွေးနစ်နေတဲ့သူတွေပေါ့အလုံးလုံးရင်းလုံးရင်းကမြုပ်နေတဲ့သူတွေပေါ့နော်ဒီဟာအဓိကတော့ရွတ်တင်ပါလေရွတ်ပါပရိစိတ်ပါအဋိဌာန်ပါနော်28ရက်28ရက်ဒိဋ္ဌာန်ပါ28ရက်ဒိဋ္ဌာန်ပါတကယ်လို့မှအတိမထန်နိုင်တဲ့သူတွေကနေ့စဉ်နေရာမှာ28ခေါက်28ခေါက်3ချိန်ရွတ်ပါ28ခေါက်3ချိန်မနက်ညနေ့လယ်ပေါ့စသဖြင့်အားရချိန်မှာရွတ်ပါနော်။ဘာပဲပြောပြောရွတ်ပါပူဇော်ပါဒါဆိုလို့ရှိရင်ဘုရားရှင်အောင်ခြင်းနဲ့အတူဒီဘုရားရှင်ရဲ့တပည့်တော်ကဖြစ်တဲ့ကျွန်တော်တို့တွေကလည်းအောင်မြင်ခြင်းတွေ ဉာဏ်စီတွေများပေါက်မြောက်ခြင်းတွေဟိုအကျွေးတွေလည်းကြည်သွားတာမျိုးတွေခံစားရပါမယ်29ရက်အတိတ်တန်လုပ်တဲ့သူတွေခုနှစ်ရက်လောက်မှတိတာထင်ရှားတဲ့ဟိုຢာတွေခံစားကြရတယ်ကိုကိုကြီးမဲ့တွေပေါ်လာတတ်တယ်လမ်းစာတွေပေါ်လာတယ်အဝင်ဝင်လမ်းကြောင်းတွေအလုံးလမ်းကြောင်းတွေပေါ်ထွန်းလာတတ်တယ်ဒါကြောင့်ဒီဟာလေးကိုရွတ်ပါတော့ရွတ်ရမှာတော့လွယ်လွယ်လေးပါပဲအောင်မောရှိချက်သစ္စာပနဲ့ကာရတော့ပေါ့ဒါမှမဟုတ်ဇေယမင်္ဂလာကာရတော့ဒါမှမဟုတ်ဇေယံတော့ ကာလာတော့ဗောနော်ဇီယန်တော့ကာလာတော့လို့ခေါ်ပါတယ်အဲအများစုကရှာရင်လည်းတွေ့ပါတယ်เนาะမသိတဲ့သူတွေဒီမှာဟိုစာစာသားကိုလိုချင်တဲ့သူတွေကကျွန်တော်ကွန်မန့်မှာရေးချင်ရေးပေးပါဦးမရေးဘူးဆိုလို့ရှိရင်ကျွန်တော်ဘိုင်ဘလ်လာတောင်းလို့ရပါဒါမှမဟုတ် message လာတောင်းပါเนาะဘာကလည်းဘယ်လိုကြည့်ရမှာလဲဆိုတော့ဖះရှင်ကိုတရံတကုံစောက်တီအီလာစောက်တီပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုကိုလည်းတန့်စင်ပေါ့เนาะအရင်ဆုံးပြီးချေတောက်တော်ကြီးကစီမီကပ်အမွေးတိုင်းကပ်ဖြောင်းတိုင်းကပ်ပေါ့เนาะအကုန်ကပ်ကပ်ပြီးလို့ရှိလို့ရှိရင် ခါတော်တော်တို့အဋိဋ္ဌံမယ်ဆိုဘုရားကမ်းမှာပဲဖြစ်ပင်နေတိတ်စိတ်ငြိမ့်သက်တဲ့နေရာမှာဖြစ်အဋိဋ္ဌံလုံမယ်ဆိုရင်လည်းအဋိဋ္ဌံအသေးချာဆူတော့ပြီးတော့ဗာလိအောင်မြင်ပါစီစာတိပြုဆူတောင်းပေါ့နော်အဲ့တော့အသေးချာလုပ်ပြီးပါအဲ့တော့၅ပါးတိလဆောက်တိပါတရဏငုံဆောက်တိပါပြီးပြီဆိုလို့ရှိရင်ဒီခါလာလေးရွတ်ပြီးပါနော်ဇေယစကောဇယံတောယောဇီတပိဇယတနီဇယပိတိဇီတိနံဇယံသေးတုစရုတ်တယောလွယ်လွယ်လေးပါပဲနော် လွယ်လွယ်လေးပါပဲအဲ့တော့ဒီဂါရာလေးကအင်မတန်အစွမ်းတက်တာကဘုရားရှင်အောင်မြင်မှုတွေကိုပဲဟိုကျွန်တော်တို့တီးဖွဲ့ထားတဲ့ဂါရာလေးဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ယုံကြည်ပါအဲ့တော့ပူဇော်တဲ့နေရာမှာလည်းဗုဒ္ဓဘုရားရှင်ကိုရည်ရွယ်ရည်စူးပါဘုရားရှင်အောင်မြင်မှုတွေရည်စူးဒါဆိုကိုယ်လည်းအောင်မြင်အောင်မြင်တကအောင်မြင်မှုတွေရပါမယ်အကျိုးကြီးလည်းကြည်ပါမယ်နော်အကျိုးကြီးလည်းပြန်ဆက်နိုင်ပါမယ်ကိုကြစီတပြအပေါင်းမြောက်အောင်မြင်ပါလိမ့်မယ်ကိုနိုင်ငံရသားရနိုင်ငံခြားကိုရောက်သွားပါလိမ့်မယ်နော်အဲ့လိုပဲစီပညာရေးမှာလည်း စူးစမ်းနေတဲ့ကလေးတွေအားလုံးအခုရည်မှန်းချက်အောင်မြင်အောင်လေဒီကရာကိုနေ့စဉ်မပြတ်ရွတ်ပါ29ခေါက်အနည်းဆုံးရအောင်ရွတ်ပါ29ခေါက်ဒီနေ့ကို3ချိန်ရွတ်ဖို့တင်ပါတယ်နော်အဲ့တော့ brief စိတ်တဲ့သူတွေအတိတ်ထိုင်တဲ့3ဘတ် brief စိတ်ပြပါ29နေ့ဒီဒီအတိတ်ထိုင်တဲ့ brief စိတ်ပါနော်အဲ့တော့အားလုံးနောက်တစ်ခေါက်ပြန်ရွတ်ပြပါမယ်ဇေယဆက်ကောဇေယံတော်ရောဇီးသက်ပြီးဇေယတနီဇေယပေတိဇေယဒီနံဇေယံသေးသူစတုတ္တရော ဇယဆက်ကောဇယံတော်ရောစည်းတဲ့ပြီးဇယတဏီဇယပိတိစီဒီနာဇယံတိတုသူတို့ကျွန်တော်ကတော့နေစဉ်ရွတ်ပါတယ်အကြောင်းကိုအတွက်လည်းကြိုးရှိအောင်ဒါကိုပြန်မျှဝေလိုက်ပါတယ်เนาะမျှဝေလိုက်ပါတယ်အဲ့တော့ကြိုးရှိရဆိုလို့ရှိရင်ပြန်ပြီးမျှဝေပေးပါအောင်ကျန်တဲ့သူတွေကိုလည်းမျှဝေပေးပါမျှဝေပေးခြင်းအပြင်ကိုယ့်ရဲ့ကိုယ့်ရဲ့ကျန်စီမှာလည်းပေါ့မျှအောင်မြင်မယ်လို့ ယုံကြည်ပေးပါဘုရားရှင်ယုံကြည်ယုံကြည်ပေးပါဘုရားကိုဖန်လို့ပြည့်ရှင်ဘုရားကိုဖန်လို့အခြင်းစီအောင်နေပါတယ်ဘုရားကိုဖန်လို့ပြည့်ရှိပါတယ်ဘုရားကိုဖန်လို့အစာကြီးစားမက်ပါဘုရားကိုဖန်လို့ငွေပေါ်ပါတယ်နော်ဒါကြောင့်ဒါလေးကိုရအောင်လုပ်ပြပါရအောင်လုပ်ပါပါနော်မြန်အမျှဝေပေးကြပါအလိုက်လုပ်ပေးကြပါစိတ်ပြောင်းလဲစိတ်ကြပါရပ်ဖက်ပြတဲ့အောင်လည်းရပ်ဖက်ကြပါပရိလည်းစိတ်ပေးကြပါအားလုံးလည်းပေါင်းမြအောင်မြင်ကြပါစေကြစီမြအောင်မြင်ကြပါစေအကျွေးများလည်းကြည်ကြပါစေအားလုံးစင်ပြီးချမ်းမြေ့ကြပါစေနော်